ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မျိုး Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါရခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလဲရပါရခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးရွှေဦးတောင်းဤမြတ်တက်မောဆိုတဲ့ဝတ္ထုစာအုပ်ကိုဇာသိမ်းပိုင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခန်းစားကြည့်တော်မူကြပါဦးခင်ဗျာတာမြတ်နဲ့မတ္တနံတို့မှာဟိတ်ဟန်ထုတ်ကမင်္ဂလာခန်းနာဖြင့် ချက်တွင်တင်သည့်မင်္ဂလာဆောင်မျိုးမဟုတ်သည့်အတိုင်းအကျယ်တဝင့်ဖော်ပြခြင်းမပြုခဲ့တော့လဲအထိုက်လျောက်ဖြင့်ဆောင်ရွက်ပြေးခဲ့ကြသည့်အဖြစ်ကိုမူကားစာဖတ်သူယခုနာဆင်သူတို့ရိမ့်မီလောက်ပေပြီစင်စစ်မှာလူမော်တို့လူစုကိုတိုက်ခိုက်ရန်အတွက်ဒေါ်သူမတက်မီကပင်စစ်ဘိုလ်ချုပ်နှင့် အခြားမိတ်ဆွေ၄၅၆ယောက်တို့ဖြင့်မင်္ဂလာဆောင်ကိစ္စကိုဆောင်ရွက်ပြေးခဲ့လေပြီဒါမြတ်သည်မတနာအားလူမော်ကလူစုများနှင့်တွင်ထောင်သည့်အဖြစ်အပျက်ကို၎င်း ဗိုလ်ချုပ်ဌာန၌လူမော်အတွက်မိမိဂျိုးပန်းချင်းအကြောင်းများကို၎င်းမတနာအားပြောမပြချေတို့ရတွင်လူမော်ကိုတရားရုံးတော်ကဂျိုးမိန်ချလိုက်သော နေ့၌ပင်တာမြတ်သည်ဗိုလ်ချုပ်ဌာန၌မိမိပြောခဲ့ပူးသောစကားတိုင်းစစ်မှုထမ်းအလုံးမှနှုတ်ထွက်စွာတင်သွင်းလိုက်၏မတနာသည်လူမော်အမှုအကြောင်းကိုသတင်းစာများ၌ဖတ်ရှား၍ တဘောရာကြည့်ရင်တော့တာမြတ်ဤမျက်နှာညှို့ငယ်သောအချင်းရာကိုရိပ်မိတော်လဲလင်မယားနှစ်ယောက်တို့သည်၎င်းအမှုเจ้าနှင့်ပတ်သက်၍ဆွေးနွေးတိုင်ပင်ခြင်းမပြုကြချေ။တာမြတ်သည်ဘုဇုတ်ထံသို့နှုတ်ထွက်စွာတင်ခဲ့ပြီးနောက်အိမ်သို့ရောက်လာသောအခါမတ္တနံသည်တာမြတ်ဤမျက်နှာကိုလှမ်းကြည့်လိုက်ခြင်းအပြင်တစုံတစ်ခုအရေးကြီးဖြစ်ခဲ့ပြီဟုရိပ်မိ၏။ကိုတာမြတ်ကဖိုးခွေးကိုကောက်ယူနမ်းရှုပ်ပြီးနောက်ကျုပ်ဘာလုပ်ခဲ့တယ်လဲသိလားမတ္တနံ။မတ္တနံက အလုတ်ထွက်ခဲ့ပြီလားကိုသားမြတ်ကအလိုကျုပ်ကမပြောသေးပဲနဲ့ဘယ်နဲ့လို့သိတယ်လဲမဒနန်ကတီကဝမ်းထဲမှာပုံနာပါလို့မောကိုသားမြတ်ကတရင်စာဖတ်ပြီးပြီလားမဒနန်ကတောက်ကြောင်ကျမလည်းတွေးနေတာပေါ့ကိုသားမြတ်ကဒီလိုဖြစ်ရင်ကျုပ်နှုတ်ထွက်မယ်လို့ဘယ်နဲ့သိတယ်လဲမဒနန်ကတီပါရင်မွေဒီကြောင့်လေးထွက်တွေကပဲကိုသားမြတ်ရဲ့ကိုသားမြတ်က ဟုတ်ပါပြီဗျာအလုတ်ထွက်ခဲ့တာသဘောတူရဲ့လားမတဏ္ဏကကျမလားကျမတော့မမီးပါနဲ့ကိုသားမြတ်လုတဲ့လို့ဆိုရင်ကျမကိုရောင်းစားခဲ့တယ်ဆိုရင်လေသဘောတူမှာပဲကိုသားမြတ်ကတေဆိုတဲ့စာပါကလားတကယ်ပဲလားမတဏ္ဏမတဏ္ဏကတကယ်ကိုပြောတာပါကိုသားမြတ်သားမြတ်မလက်ရသလိုဖြစ်သည်နဲ့မတဏ္ဏဤဘာကလေးကိုဖြင်းချင်းစွာလိန်လိုက်မိတော့သည်မတဏ္ဏကကိုသားမြတ်ပြင်ကိုယုံရဲ့လား ဝတာမြတ်ကယုံလာတယ်လည်းမဟုတ်ဘူးမယုံဘူးလည်းမဟုတ်ပါဘူးလေမှန်ရင်လည်းလှဲ့တော့မှန်တတ်တယ်လို့ယူဆတာပါပဲမတဏန်ကကျမတော့ဟိုတုန်းကတကယ်မယုံခဲ့ဘူးအခုတော့ယုံရင်လာပြီကိုတာမြတ်ကိုတာမြတ်ကဘာကြောင့်လဲမတဏန်မတဏန်ကကျမဟိုတုန်းကမိနေတယ်တနည်းကမှသတိရလာတယ်ကျမငငယ်တုန်းကတော်ရင်နွားကြောင်းလိုက်သွားဘူးတယ်ဒီတော့ကဝိပုစင်ကျင်နဲ့လူကြီးတယောက်တွေ့လို့ကျမကိုဘေးရင်ဟောသွားဘူးတဲ့ဝတာမြတ်က ဟုတ်ကဲ့လားဘယ်လိုများဟောသွားသလဲမင်းကတော့ဖြစ်လိမ့်မယ်တဲ့လားမသနန်ကမရှိစမ်းပါနဲ့ကျမကအတီးပြောနေတာပါကိုသားမြတ်ကရွှေတာမဟုတ်ပါဘူးဗျာကျုပ်ကလည်းအတီးမင်းနေတာပါဆိုစမ်းပါဦးမသနန်ကကျမတက်29နှစ်ပြည့်မှာအင်းထောင်ပြည့်ရမယ်တဲ့နို့မဟုတ်မတီးမြဲပြီဘူးတဲ့ဒါမှလည်းကောင်းစားပါတဲ့ကိုသားမြတ်ကဒါပြင်ဘယ်တော့ပြည့်မှာလဲမသနန်ကလုတ်ပြန်ပြီအတီးပြောနေလို့မရှိပါနဲ့ဆိုကိုသားမြတ်က ခက်ပလေဗျာဘယ်မှာရွှေ့ရလို့လဲအတီမေးနေတာပါမတဏန်ကလက်ဆွဲကိုရှင်တိတ်သွားလို့ဖိုးခွေးကြောင့်ကိုကျမပြောပြတဲ့နေ့ဟာ29နှစ်ပြည့်တဲ့နေ့ပဲရှင်အထပ်ပါအကြောင်းအရာတို့ဖြစ်ပြခဲ့ပြီးသည့်နောက်နှစ်နှစ်ခန့်ကြာလတ်သောရွှေဘူတောင်လက်ရွာတရွာအနည်းရှိလေကွင်းကြီးတဲ့၌ဘောင်းမီတို့နှင့်ရှက်လက်တို့ဝှထားသောလူတယောက်သည်ဒီဇယ်အင်ဂျင်ဆက်ကြီးဖြင့်ထယ်ထိုးလျက်ရှိရာတရွာလုံးရှိ ယောက်ျားမိန်းမတို့သည်မျက်စိတဆုံးမြကြေပြန်သောလေွယ်ကြီးတွင် ထေချောင်းများတချောင်းပြေးတချောင်းပေါ်လာသည်ကို အလွန်ကျေနပ်အံ့ဩသောမျက်နှာများနှင့်ကြည့်နေကြစဉ်ထင်မြင်ချက်များပေးလျက်ရှိကြလေသည်။နေရာကျလိုက်တာကတော့အလွတ်ထွက်လိုက်တဲ့ဖြစ်ချင်းလွန်ရောကူကွာတွင်ဆိုဘာပြောကောင်းမလဲထေချောင်းတွေဟောတချောင်းဟောတချောင်းနေပါရောလားကွာတွင်လာတင်လားကွာထေချောင်းတွေကြည့်လိုက်ပါဦးနွားနဲ့မဆိုတာနဲ့ကျွဲနဲ့ထိုးတော့ဒီလောက်မနဲ့နိုင်ဘူးကွာ ဒါကြောင့်လေစဘာထွက်တာပေါ့ကွာငါတို့ကအပေါ်ရန်ကလေးရှက်ထိုးနေရတော့ခနာကလေးနဲ့မြေပန်းသွားတာပေါ့သူ့နေကကောင်းတယ်မောင်မြေပန်းတော့လေတို့လှုပ်တယ်လို့မြေကြီးကိုအနာမပေးပဲဒီပြင်တမျိုးလှည့်ဆိုင်တယ်ဆိုပါလားကွာဒါရင်ဘယ်ကမလဲမြေဩဇာကလည်းတိတ်ချတာကိုကွာတို့လူစုကနောက်ချေးတောင်မှမမှန်မချခြင်းပဲသူတို့ကတော့လင်းတို့ချေရောသူချေရောစိတ်ချေရောစုံလို့ပါလားကွာသူတို့ကဝိုင်းလို့ဝိုင်းစားဆိုတော့လူများပြီးလက်နိုင်ပေတာကိုကွာ ။စဘာထွက်တော့ကဘယ်နဲ့နေလဲ။ဟာကိုလူမိမာမိပလီကွာ။ဖုဒါရီတို့ဖုလူတို့တို့ဆိုတဲ့လူတွေဟိုတုန်းကဘယ်တော့ပြောင်းလဲရှိသလဲ။အခုတော့သားတွေတောင်ရွှေဘိုကြောင့်ပို့မလို့ဆိုပါလား။နေဟာတို့တော့ကြိုက်တယ်ကွာ။ဖုဒါမြတ်လူလူတွေတို့နေမှာများများပေါ်ရင်တို့တောင်သူတွေလက်ကမောင်းခတ်ကြပေါ့ကွာဒါမှတော့သူ့မှာငွေအားတောင်းတာကိုကွာလုံနိုင်တာပါမပြောပါနဲ့ကွာသူ့အဖေလက်ထက်ကတော့ဒီငွေပဲမဟုတ်လားသူ့ကြည်ထဲမှာသာစပားပြေတယ် ရွာသားတွေမှာတော့ပုတ်ကလေးနဲ့တောင်ထည့်စရာစပါးရှိရလားကွာအေးလေဘုရားမြတ်ကခိမိပြီတကောကွာကိုတို့ကလည်းခိမိတဲ့လူတွေရှိသားပဲကိုသာစေရေးကြီးဖြစ်ရင်မြို့အုပ်ဖြစ်ရင်သူတို့ကတောင်ဖရာသူခံလိုက်ခြင်းသေးတယ်ဗျာဒါကဟိုခိလေကျွန့်ခိကိုကွာတို့တွေကျွန့်လုခိုင်းပြီးသူတို့ကဇင်ခံတဲ့ခိကိုဒါနေများတောင်ကျွန့်ရင်းကမတက်ခြင်းတဲ့လူတွေအပုံကြီးပါဗျာကြာဘူးဘူးလားကွာခြေတဲကလောက်ခြေတဲမှာပြောတဲ့ ။ဒါကြောင့်ဇီးကုတ်နတ်ပြည်တင်ဆိုတာမျိုးလို့လုပ်တဲ့လူကလုပ်ပြရတာပဲ။ထဲဆက်ပေါ်နာရှိသောတာမြတ်သည်လက်ပနာရီကိုကြည့်၍ဇေနာရီခွဲသည်နှင့်ဆက်ရပြည်လင်ရွာဘက်သို့လျှောက်လာရာရွာသားများနေသို့ရွာသောခါ၌ရွှင်ပြသောမျက်နှာနှင့်နှုတ်ဆက်၍ကျင်းရကြရမဟုတ်လား။မှားတာမှားကြပါ။ကျုပ်ပြပေးပါမယ်။ဟုပြောသွား၏။ပရိသတ်မှာရွာနေချုပ်ဆက်မှလာကြည့်ကြသောတောင်သူများဖြစ်၍တာမြတ်၏အလုတ်ကိုချီးကျူးပြောဆိုကြလေသည်။ ။ဒါမြတ်ဒီရွာထဲသို့ရှောင်သွားစဉ်ရွာသားများလည်း၎င်းအားမျှော်ကြည့်နေကြရင်ဘယ်နဲ့လဲငါလူများဟိုတုန်းကတော့ဒီလိုဘောင်းမီတို့နဲ့ရှက်လက်တို့နဲ့ဆိုရင်မိမိုင်ကတော့တက်လာတယ်ဆိုပြီးခါကုန်းလိုက်ကြရတာမပြောပါနဲ့တော့ဘုရားမြတ်တို့ကြတော့တို့တောင်သူအလုတ်လဲဘောင်းမီတို့နဲ့ဗာနဲ့ဟန်သားပဲကွာရင်တော်အင်ကြီးရှိ၌တာမင်းရတို့သည်ခုံတန်းလျာပေါ်၌ထိုင်ကာစောင့်မျှော်နေကြရမှလာကလေးသည် ကဗျာကရာပြေးထွက်လာ၍တာမြတ်ဤပကုံကိုခုံဆွဲလိုက်သည်တွင်တာမြတ်ကဖန်ယူကပကုံပေါ်သို့တင်လိုက်မတနန်ကမင်းကလေးကွယ်အဖေကြီးမောလာရတဲ့အထင်းမှာပဲကိုတာမြတ်ကမိုးပေါင်ဗျာဒါမှမိုးပြေသွားတယ်အိမ်ပေါ်သို့ရောက်၍ခင်လေးဆွေကထမင်းပွဲပြင်ရန်အတွက်စီမံလျက်ရှိစဉ် မတနန်သည်ရေချိုးလာခဲ့သောတာမြတ်ဤကိုမရေပေါင်များကိုမျက်နှာတို့ဘဝကြီးဖြင့်ပွတ်တိုက်ပေး၍ဘိုးခွေးကဆွေကျဲအင်ကြီးထုတ်လာခဲ့လေသည်တာမြတ်တို့တာဖ၃ယောက်သည်ရွာသို့ရောက်လာစအခါ၌တာမြတ်ဤဖခင်ဥကျော်ဟုပိုင်သောလင်မြေများမှအခွင့်တော်နှစ်ဆမျှသောလက်ထောက်ခဖြင့်လှုပ်သားများခွဲဝေလုကင်လျက်ရှိ၏တို့ဖြစ်၍ဧက900ကျော်များသောလင်မြေများသည်90ကျော်များသောလှုပ်သားများလက်သို့ပြန့်နှံ့လျက်ရှိ၏ ၎င်းဘဝင်းကျင်တဝိုက်၌ရှိသောလင်မြေများမှာတာမြတ်ဤဖခင်တော်၎င်းလူမော်ဤဖခင်တော်၎င်းပိုင်ဆိုင်ကြသည်ဖြစ်၍၎င်းမြေပိုင်ရှင်ကြီးနှစ်ဦးနှင့်မပတ်သက်သောလင်မြေဆို၍ခါရှာရှာရှိတော်သည်တာမြတ်သည်မိမိဤမှန်လာခဲ့သောအစီအစဉ်ကိုလူမော်ဤဖခင်ဥပ္ပေဆုံးအားပြောပြရာဤလူကြီးမှာတာမြတ်အားမတော်လျက်ရသည့်တမက်မှန်စေကမူတာမြတ်ကပြက်ွယ်ခြင်းမဟုတ်သောကြောင့် ်အကယ်ပင်သမက်တော်တကဲ့သို့ယူဆသည်နှင့်မိမိ၏လယ်မြေများနှင့်ပတ်သက်၍လူသားများသဘောတူကြသမျှကာလမှန်လုံးသာမျှသဘောအတိုင်းစီမံနိုင်ခွင့်ပေးလိုက်လေသည်စင်စစ်မှလည်းဤလူကြီးသည်မိမိကွယ်လွန်သောခါ၌မိမိပိုင်လယ်မြေများကိုနောင်မယားနှင့်သာမျှတို့အားတဝက်စီခွဲဝေပေးခဲ့မည်ဟုအကြံအစီပြုထားပြီးဖြစ်လေသည်သားမြတ်၏ဖခင်မူကားပစ္စည်းရေးနှင့်ပတ်သက်၍သားမြတ်၏သဘောတိုင်းလွှဲအပ်ပြီးဖြစ်လေသည် ရေဥသာတာမြတ်သည်ဥပြေစုံနှင့်ဥကျော်ဟိုတို့၏လုံသားများကိုဖိတ်ခေါ်၍မိမိ၏ကြံရွယ်ချက်ကိုပြောပြလေသည်မြေတီအလုံး၌ဖြစ်စေအရင်နှစ်ပြည့်စုံမှထမြအောင်မြင်နိုင်သောလောသားများသည်အခွင့်တော်နှစမြသာလက်ထောက်ကပေးကြရသည်ဖြင့်ရှေးကထက်သက်တာခွင့်ရကြသည်မှန်တော်လဲဤနည်းအတိုင်းလုက္ကင်ကြခြင်းအပြင်ဘယ်သောအခါမြလက်ထက်တွင်ငွေကြေးမြောက်များစွာဆူဆောင်းနိုင်ကြမည်မဟုသောကြောင့်စဘာရောင်သောအချိန်တွင်ဂုံတယ်များဤဖိနှိပ်ခြင်းခံကြရမည်ဖြစ်ကြောင်း အစိုးရကဇေနုံကန့်သက်ထသည်မှန်သော်လည်းအစိုးရ၌တိုင်းပြည်မှထွက်သောစပါအလုံးကိုတင်းကျုံဝယ်ယူထရန်ငွေလုံလောက်စွာရရှိနိုင်မည်မဟုတ်သောကြောင့်ချက်ချင်းရောင်းလို့သောတောင်သူများမှကန့်သက်သောနှွန်တိုင်းပြဝအောင်ရရှိနိုင်ဖို့ခရင်ကြောင်းမိမိသည်ညီပိုင်ရှင်ကြီးနှစ်ယောက်ဤလက်ဝဲ၌ရှိသောအရင်လေးကိုသဘောတိုင်းအသုံးချနိုင်ခွင့်ရှိ၍စက္ကရိယာများဝယ်ယူနိုင်မည်အပြင်အကယ်၍လေမထွက်သောစပါအလုံးကိုဒူလောင်ရန်မတတ်နိုင်စိုးစီအောင် ဗန်တိုင်များနှင့်ဆက်သွယ်ရန်နီလန်းရှာကြံတတ်သည့်ဖြစ်သောကြောင့်အခက်အခဲမှလွတ်မြောက်အောင်စီမံနိုင်မည်ဖြစ်ကြောင်းညီတို့ပင်ဖြစ်စေနှစ်နှစ်သုံးနှစ်ခန့်စသည်ဖြင့်စံသက်လွတ်ကန်ကြ၍မအောင်မြင်ခဲ့လျင်လယ်မြေများကိုရခင်တိုင်းပြန်လည်ဝေငှပေးရန်တာဝန်ခံ၍ဆုံးရှုံးရန်ရှိပါကလည်းမိမိသားလင်းအနစ်နာခံမည်ဖြစ်ကြောင်းစသည်ဖြင့်နားလည်အောင်ရှင်းပြလေသည်။တောင်သူများမှာအကြံအစီအစ်တစ်ခုကိုစံသက်ချင်းအောင်ပြောပြရန်အခက်အခဲဆုံးသောလူစုဖြစ်၍တောင်သူလေနံထိပ်ဟူသော စကပုံပင်တီထွင်ထားကြရတော်လဲဒါမြတ်ဤစကားများ၌နိနာယံရှိလျင်သူသာခံပါမည်ဆိုသောချက်ကိုသဘောကျသူများသောကြောင့်မကြော်ရပြန်ယုံဆိုသောအနေဖြင့်စံတကြည့်ဖို့သဘောတူညီကြလေသည်။ဒါမြတ်သည်လောသာတိတိတို့ဤနှစ်စဉ်ထွက်သောစဘာများနှင့်ဝင်ဝင်များကိုလည်းစရင်ကောက်ယူထားလေသည်။ဒါမြတ်သည်လေယာဆိုင်ပြိုးရေးဌာနအရာရှိများထံသို့သွား၍မိမိလူလာကြံများကိုပြောပြရာဝမ်းမြောက်စွာအကူအညီပေးကြသည်နှင့်လိုအပ်သောထွန်းဆက် ထဲဆက်လှိဆက်စသည်တို့ကိုအချိန်မီရရှိလေ၏ရွာပန်ဝင်းချင်းရှိလက်မြေများမှာအဖိုးကြီးနှစ်ယောက်ပိုင်သည်ဖြစ်သည့်အလျောက်ကတဲ့များကိုဖြတ်ပေါက်ကတောက်လျှောက်ထွင်ရနိုင်လေတော့သည်ဤတော်တွင်သာမြသည်လှုပ်သားအလုံးတို့၌တယောက်နှင့်တယောက်ခင်မင်းရင်းနေသောစိတ်များဖြစ်ပေါ်စေ၍တွဲဘက်လုတ်ကန်ခြင်းသောစိတ်ဆန္ဒများဖြစ်ပေါ်စေခြင်းကမိမိတို့အိမ်တို့မကြကနဖိတ်ကိုဟောပြောယုံသာမက မြန်မာတို့သဘောကျထားသောထုံစံတိုင်းမုံပေါင်းမုံစီကျော်မုံဖက်ထုပ်စသည့်ဒေသလျောက်စားစရာများကိုလည်းစီဝေတိုင်းကျွေးမွေးလေသည်ဘေကန်ချင်းဖြင့်အောင်မြင်စေဟုသောသကပုံရှိသည့်အနက်ဘေကန်ချင်းတကားတို့တွင်စားစရာကျွေးခြင်းသည်မြန်မာတော်ရွာများတွင်အထူးသဖြင့်အောင်မြင်တတ်ခြင်းကိုလည်းတာမြတ်နားလည်ပြီးဖြစ်လေသည်ရန်ပန်ရန်ကမတနာနှင့်ခင်လေးဆွေတို့တက်လာတတ်သောမြို့ကြီးမုံများဖြစ်သည့်မုံဟင်ကမုံဒီ ကြာစံစသည့်ဒေသာများသည်လည်းတို့၍အောင်မြင်စေတော့သည်။တာမြတ်သည်လုံသားများ၏အိမ်သူအိမ်သားများကိုစည်ရင်ကောက်ယူ၍အငယ်အကြီးအထီးအမမကြံအလုံးအဖို့တင့်လျော်သောအလုံးများပေးကဝိုင်းဝန်းလုတ်ကန်စေရာလုံသားများသည်အလုတ်လုတ်ရသည်မထင်ပဲအလှပွဲတပွဲသဘောထားကြသည်ဖြစ်သောကြောင့်တွက်ကချင်းမရှိသူထက်ငါကြည်ပြစွာဝိုင်းဝန်းလုတ်ကန်ကြတော့သည် ။ဒါမြတ်သည်ဖခင်ဥကျော်ဟိုးနှင့်ဥလူမော်ဤဖခင်ဥပြည့်စုံတို့၌စူဆောင်းထားသောငွေများကိုမြေကြီးထဲမှတူဖော်၍စိန်ရွှေကြောက်တံပရံများစားသောလက်ဝတ်လက်စားများကိုပါထူခွဲရောင်းချပြီးလျင်စက္ကရိယာများဝယ်ယူ၍ခင်မေသောစိုက်ပျိုးနေဖြင့်စူပေါင်းလုတ်ကင်ကြခြင်းအပြင်မြေဧက600ကျော်များကိုထွင်ရက်စိုက်ပျိုးပစ္စည်းယုံတာမကအခြားလူများ၏လယ်များကိုပင်အငှားထွင်ရက်ပေးနိုင်ပေသေးသည်အလုတ်လောက်ကြရနိုင်လဲတယောက်တည်းတယောက်အရင်ပြအောင် လုတ်ကန်ဆောင်ရွက်ကြသည့်အတွက်ကြောင့်အလုတ်တွင်ကျလာ၍စဘာများကိုသူတော်ဘာမပေါ်မီပေါ်အောင်လုပ်နိုင်သည့်အတွက်ဈေးကောင်းကောင်းရသောခါများလည်းရှိသေး၏နှွေချိန်၌အခြားရွာသားများသည်လဲကောင်းနွားကောင်းပြိုင်လျက်ဘုံကြီးပြန်ဖျားပွဲနှင့်အလှပွဲများသို့ခြူကုန်းတချွန်ချွန်နှင့်တွားခိုက်တွင်ဒါများသည်အစိုးရလက်မှုပညာဆိုင်ရာဌာနမှဆရာမများမှာယူ၍မိမိ၏လူသားများအားသင်ပြစေ၏တို့ဖြစ်၍အခြားရွာသားများ၌ပိုက်ဆံဖြုံးသောအချိန်ကားသည်မိမိ၏လူသားများ၌ ငွေဝင်သောချိန်ခါဖြစ်တော့သည်ဇီဝရေး၌တာမကပညာရေးနှင့်ပတ်သက်၍လည်းတာမြတ်တို့လင်မယသည်စိတ်ဝင်စားကြပေသေးသည်အစဉ်လာအားဖြင့်၆ချီ၆ချက်ဖွင့်ထားသည့်အစိုးရရွာကြောင်းကလေးတွင်ဆရာကောင်းတယောက်ဖြည့်ဆွက်ခံထား၍ကလေးသူငယ်များအားကြက်မက်တင်ပြစေသည့်ပြင်အရွယ်လွန်ပြေးသောယောက်ျားကြီးမိန်းမကြီးများဖို့လည်း၎င်းတို့လင်မယားကိုယ်တိုင်ညာကြောင်းဖွင့်၍မြမစာကိုတရင်စာဖတ်နိုင်သည့်အထိတင်ပြပေးကြ၏ ပထမနေ့အဖို့၌အဆောက်အုံမရှိသေးသည်ဖြစ်၍ဒါမြနှင့်မဒနန်တို့ငယ်စဉ်ကကစားခဲ့ကြသည့်တစ်ပင်ရေကြီးအောက်တွင်မဂဇင်းသတင်းစာနှင့်ဝတ္ထုများမှာယူကာပိရကစာကြီးတိုက်ဖြစ်အောင်စီမံကြ၏ဒုတိယနေ့၌မှဒေဂျီတရေထိုး၍ရွာသူရွာသားတို့၏တာဝန်ဝတ္တရားများနှင့်ပတ်သက်သောလက်ချာတရားပွဲများကျင်းပနိုင်ကြလေသည်တို့ဖြစ်၍အခြားသောကြေးရွာများတွင်နှွေရာသီ၌တောက်ရေကန်တွင်ဗေဒပင်များဖုံးလန်းသည့်အတွက် ရေမလန်လောက်ချင်းစားသောအခက်ခဲများကြုံကြရတော်လဲထိုရွာတွင်မူတန်ရှင်းသောတောက်ရေကံကျဲဝင်းသောရွာလေလံလုံကြုံသောရွာစီယိုစသည်တို့နှင့်တကွကြေးရွာတန်ရှင်းရေးအဖွဲ့ဆို၍သုံးရတကြိမ်များတပြက်စီလဲပေးသောလူငယ်များအဖွဲ့ပင်ပေါ်ပေါက်လာလေတော့ပြီမဒနန်ကလည်းတပတ်တလမ်းမှဒါဝင်ထမ်းမြီဆို၍မြန်မာဟင်းကောင်းအမျိုးမျိုးချန်သည်တရသည်မယန်သည်တမ်မရသည်တနတ်လုံးသည်ငပိသိင်းသည်အစရှိသည် အင်ရှင်မတို့နှင့်ဆိုင်ရာပညာများကိုကိုယ်တိုင်လေ့ကျင့်၍၎င်းရွာသူအမျိုးသမီးများအားသင်ပြထားသည်ဖြစ်သောကြောင့်ဘုန်းတော်ကြီးများသည်၎င်းရွာမှစွမ်းစားပင့်သည်ဆိုလျှင်လက်မလွတ်တမ်းကြွတော်မူကြလေသည်။တာမြသည်၎င်းရွာအတွက်ကွန်ကိုဖွဲ့စည်း၍ဂုံပစ္စည်းများကိုအသင်သားများအားဈေးနှုန်းချောင်ချီစွာနှင့်ရောင်းချနိုင်သည်ဖြစ်သောကြောင့်၎င်းရွာပေါ်မှ အစဉ်လာအားဖြင့်အစီဆုတ်လာခဲ့သောမြို့ကလေးရှိဂုံတဲဈေးတဲများသည်တာမြတ်ကိုမြင်မုံကြိုးကြလေသည် ို့သူတို့က၎င်းရွာသားများအားမင်းတို့ကိုဘယ်တော့ချမလဲသတိထားကြနော်စသည်ဖြင့်ကရုံကြိုက်ပြောကြတော်လဲတမ်းမြတ်ကလည်းဂယုမဆိုင်ရွာသားများကလည်းအယုံကြည်မရှိကြပြီစဘာပေါ်ချိန်၌တမ်းမြတ်မှာအခက်အခဲကြီးတခုတွေ့ရ၏အစိုးရကစဘာစင်းတုံးကိုကန့်သက်ထားတော်လဲအစိုးရကိုယ်တိုင်မှတပြိုင်တည်းဝယ်ရန်ဝေမရှိသည်ဖြင့်အလီလီစိတ်၍ဝယ်ယူရသည်တွင်ချက်ချင်းစားစရာမရှိသောတောင်သူများမှာလျှော့ယောင်းမှဝယ်သူရှိမည်အဖြစ်မျိုးတို့ရောက်နေ၏ တာမြတ်ဤလောသားများသည်လည်းဝိုင်းလို့၍ရာသောစပန်းများကိုအချိုးကျခွဲဝေသည်ဖြင့်ဝေစုအသည်သည်ရကြတော်လဲအခြားလူများနည်းတူအခက်ခဲတွေ့ကြရာဟီဤတွင်တာမြတ်သည်စူပေါင်းလောက်ကံယုံတာမကစူပေါင်းရောင်းချသောစနစ်ကိုပါတီထွင်ဖို့စိတ်ကူးရတော်သည်တို့ဖြစ်၍တာမြတ်သည်စပန်းများကိုအချိုးကျခွဲဝေမြေစာကြည်ကြီးများတွင်တူလောင်ထား၍ လူသားအသီးသီးတို့ရတဲ့သောစဘာတင် ရေကိုသာလျှင်အမတ်သားပြုထား၏ထို့နောက်သာမြတ်သည်အစိုးရထံမှအကူအညီရနိုင်မည်လို့ဟုဆုံးဆန်းကြရာမတက်နိုင်ကြောင်းသိရသည်နှင့်မန္တလေးမြို့ဗန်တိုက်သို့ဆင်းသွား၍မန်နေဂျာနှင့်ဒိုင်မင်လေတော့သည်မန်နေဂျာသည်သာမြတ်၏ကြံရွယ်ချက်နှင့်လုပ်ကိုင်ပုံအစီအစဉ်များကိုကြားရဘူးသည်ဖြစ်၍သာမြတ်ကအလုံးစုံရှင်းလင်းပြောပြသည့်တွင်အားပေးထိုင်သောအလုပ်တစ်ခုဖြစ်ကြောင်းကောင်းစွာယုံကြည်သည်နှင့်ဒါရိုက်တာဘုတ်အဖွဲ့သို့သာမြတ်၏လိုလားချက်များကိုတင်ပြလေသည်နောက်ဆုံး၌ တာမြတ်ဒီစပယ်ကြီးများကိုမိပေါင်းပြုလုပ်ထားပါကစပားများဤတန်ဖိုးတဝက်များကိုဗန်အတုနှင့်ခြေပါမြည်ဟုဆုံးဖြတ်ချက်ချ၏တာမြတ်လည်းဖြစ်အောင်လုပ်မည်ဟုအာခေပြေဖြစ်သည့်အတိုင်းစပယ်ကြီးများကိုမိပေါင်းထား၍ငွေ9000ချေယူပြန်လာခဲ့လေသည် ာမြသည်လုံသားများအား၎င်းငွေများကိုအနေငယ်များစီခွဲဝေသုံးဆွဲစေ၍နောက်ဆုံး၌မိဘောင်နှင့်ငွေတို့အတွက်ပါ2000ခန့်မြပေးလိုက်ကြရစေကမူစပားများကိုလျှော်စေးရောင်းမိပါကအနည်းဆုံးငွေ9000မြနေနိုင်ကြမည်ဖြစ်သောကြောင့်မြစ်သည့်နင်းနှင့်မဆိုးငွေ3000ကျပ်ခန့်မြတက်တာကြသည်ဟုဆိုနိုင်ပေသည်စင်စစ်တော်ကငွေ3000ကျပ်တက်တာခြင်းထက်တန်တိုင်းနှင့်အလုတ်ဆက်သွယ်မိခြင်းသည်ဒါလွန်၍အကျိုးများသည်ဟုတာမြတ်နားလည်ပြီးဖြစ်လေသည် လောသားများသည်တမ်းများဤစနစ်အတိုင်းစူပေါင်းရောင်းချခြင်းစူပေါင်းဝယ်ချခြင်းတို့ကိုလိုက်နာကြသည့်အတွက်လက်စုပို့ရခြင်းစပါးစေးအပြည့်ဝရခြင်းအဝတ်အထည်အစတောင်များဈေးနှုန်းသက်သာခြင်းတို့အပြင်ကလေးရောလူကြီးပါပညာဘဟုတုတ္တတိုးပွားခြင်းရွာသားချင်းချင်းခင်မင်းရင်းနေခြင်းတနရှင်များထံသို့ဒုထောက်အောက်ကျွရာသောဖြစ်မှလွတ်မြောက်ခြင်းစာသော အကျိုးကျေးဇူးများကိုလက်တွေ့ခံစားကြရသည်ဖြစ်သောကြောင့်ပထမနေ့အကုန်တွင်မိဘများ၏လှူသားအလုံးပါဝင်လာကြ၍ ဒုတိယနေ့ကုံဆုံးသောအခါတွင်ကိုပိုင်လက်မြေလေကန်ရှိသူများဖြင့်၎င်းဖွဲ့သို့ပါဝင်ဝင်ပြုရန်တောင်းပန်ကြလေသည်ရွာနေချောဆက်မှလက်သမားများသည်တာမြတ်ဤအောင်မြင်ခြင်းကိုအားကျ၍အတုယူရန်ကြံစီကြပါတော်လဲအရင်နေ့ရှိသောလူရမများဤအားပေးခြင်းမခံရသည့်အတွက်မတတ်နိုင်ပဲရှိကြ၏ဤတွင်မျက်စိကျေသောနိုင်ငံရေးသမားများ၏အကြံပေးချက်အရ၎င်းရွာသားများသည်အစိုးရထံသို့အကူအညီတောင်းကြလေရာအစိုးရသည် အရာရှိများစေလွှဲ၍တာမြဤလုတ်ကိုင်းပုံအစီစဉ်ကိုစုံစမ်းစေ၏တို့ရတွင်အချို့သောမြေပိုင်ရှင်များဤနောက်ဆက်မှုကြောင့်စုံစမ်းသောအရာရှိများသည်ဖြင်းများအောင်ကြိုးစားဖို့နီလန်းများမရှာဘဲရွာတိုင်းရွာတိုင်းတွင်တာမြကဲ့သို့သော ပုဂ္ဂိုလ်မျိုးရှိပါမှဖြစ်မည်အကြောင်းရွာတိုင်း၌ဤလူမျိုးတွေရှိစေရန်မှာလဲနိဗ္ဗာန်ရဖို့လောက်ခရင်ကြောင်းစသည်ဖြင့်အစီရင်ခံစားတင်သွင်းကြလေတော့သည်သားများတို့လင်မယားမှာမိမိတို့ကြံရွယ်ချက်ထမြောက်အောင်မြင်သည့်အတွက်တိမ့်တီပေါ့ရခြင်းနှင့်လည်းမတူ ရွှေစိတ်တွေရင်ပန်း၌ပြည့်၍ဘာကျော်ထင်ညာကျော်ထင်ဟူသောဘွဲ့တွေချီးမြှင့်ခြင်းခံရသည်နှင့်လည်းမတူတနယ်လုံးကြီးညိုလေးစားခြင်းခံကြရ၍တယောက်ဤမျက်နာကိုတယောက်ကြည့်ကားတပြုံပြုံဖြစ်နေကြလေတော့သည်နန္ဒစာစားပြေးကြသည့်နောက်ခင်လေးဆွေမတရေတမောအိတ်တသောထုံစံတိုင်းအိတ်ခန်းသို့ဝင်သွားသည်ဖြင့်အိမ်ရှိဧကန်တွင်တာမြတ်တို့တာဖတ်သုံးယောက်သည်စူပါကြီးများပေါ်၌အတိတိထိုင်ကားမိမိတို့ဤလုပ်ငန်းစီစဉ်များကြောင်းကိုတိုင်ပင်နေကြရမှအနာဂတ်ရေးအတွက်စက်မိဆက်ရရောက်သွားလေသည် ။တာမြတ်နှင့်မတ္တနန်တို့မှာအချို့သောဝန်သားလူသမားများကဲ့သို့ဘင်းဒီအင်ဂျီနှင့်ခုံပနတ်စည်းသောဝါသနာမရှိဘဲလူဖြစ်ခိုက်တွင် အများကောင်းစားအောင်ဆောင်ရွက်ရင်းမိမိတို့လည်းကောင်းကောင်းစားကောင်းကောင်းဝေး၍ဇိတ်နှင့်နေကျင်သူများဖြစ်သောကြောင့်၎င်းတို့အိမ်တွင်ကောဇောကြီး၊ဆိုဖာကြီး၊ဘီရိုကြီး၊မှန်ကြီးများဖြင့်အရာရှိများစတိုင်ဖြင့်နေထိုင်ကြလေသည်။ဘုခွေမှာအင်္ဂလိပ်ကျောင်းသို့ပို့ထားတော်လဲကျောင်းပည့်ရဖြစ်၍ဤနေ့၌အိမ်သို့ရောက်နေခြင်းဖြစ်လေသည် ကိုသားမြတ်ကစေပြင်းလေးကိုဖွာ၍မုတ်ထုတ်လိုက်သောအခိုးများကိုမော့ကြည့်လျက်ငါသာကြည့်တော့မလုပ်စားမလဲကွာလူလေးမတဏန်ကဘိုးခွေဤကြောင့်စာအုံများကိုမနှမ်းစေရအောင်ဆက်ကူနှင့်ဖုံးပေးနေရမှဖိဖိလိုလုံမှာပေါ်ဟုတ်လားငါသာဘိုးခွေကကိုယ်တိုင်ခုတ်လုထားသောထွန်ကလေးကိုထွန်ကိုင်းနှင့်ထွန်သားများတပ်ပေးနေရမှတတိတို့ဘာလို့ရှိတာကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ကျွန်တော်ကတခြားလူတွေနဲ့မှတိုက်ချင်တယ်ဗမာချင်းမတိုက်ချင်ဘူး ။ဒါအမြတ်နဲ့မကဏန်တို့လည်းတယောက်ဤမျက်နာကိုတယောက်လှမ်းကြည့်မိကြ၏။ကိုသားမြတ်ကဒါဖြင့်ငါသားကရုံးထိုင်တဲ့တရားသူကြီးကိုမကြိုက်ဘူးလား။ဘိုးခွေးကပြင်းစရာကြီးဖြစ်ဖြစ်ရဲ့ကလထိုင်ကြီးပေါ်တနေ့လုံးထိုင်လို့မကဏန်ကကျောင်းဆရာကိုကိုယ်သားရဲ့ဘိုးခွေးကဟင်းဒါလည်းပြင်းစရာကြီးစကားပြောရတာမောလို့ကိုသားမြတ်ကဝင်းကြီးကျို့တို့ဘာလို့ကောကွာဘိုးခွေးကလူချင်းပေါင်းဖြစ်ဖြစ်ရဲ့ဟိုဘက်ရင်ကဖိုးဖိုးကတော့ပြောသေး သူသာဦးလေးမော်လိုဟန်ကြီးပန်ကြီးနဲ့မလုံနဲ့တဲ့ဖေဖေဦးလေးမော်တယောက်ရှိသေးလားဒါမြန်နဲ့မဒနန်တို့မှာမျက်နှာညှိုးသွားကြ၍ဒါမြန်လည်းမေခွန်းမှားသွားသည့်အတွက်နောင်တရမိ၏ဟိုသာမြတ်ကတောက်နေသောဆေးပြင်းလေးကိုဗျရင်ပေါက်မှလွတ်ပြေးရင်မရှိတော့ပါဘူးသားရဲ့နို့ဒါဖြင့်လူလေးကဘာလို့စားမှလဲကွဖိုးခွေးကဟင်ကျွန်တော်စားဖို့ဖေဖေတို့ကမထားခဲ့ဘူးလားဟိုသာမြတ်က ထားတော့ထားမှာပေါ့သားရဲ့ဒါပေမဲ့ယောက်ျားဆိုတာအလွတ်တကူကူလုပ်ရတယ်သားရဲ့ဘိုးကွဲကမလွတ်တော့ဘာဖြစ်လို့လဲဖေဖေရဲ့ဘုရားမြတ်ကအလွတ်မလွတ်ရင် လူပြင်းတယောက်ဖြစ်နေပြီပြောစရာနောက်လိုက်လို့ပျက်စီးတတ်တယ်သားရဲ့ဘိုးကွဲကဒါဖြင့်ကျွန်တော်ကဖေဖေလိုလဲလို့မှာပေါ့ဟုတ်ဒီမှာထွန်ကလေးတောင်ကျွန်တော်လုတ်တက်ပြီးမြင်လားမင်မေမတဏန်ကမိဟာကလေဖေဖေလိုဆက်ထွန်မဟုတ်ပေနွားထွန်ကြည့်ပါလားကွဘုရားမြတ်က သူ့အဖိုးများစီကပရိသန္တေမျိုးစီကိုဗျဒါလောက်တတ်တာပေါ့ဖိုးခွဲကကိုင်းပြကျွန်တော်ထွန်းတက်ပြီးပြီလာကြဗျာကျွန်တော်မောင်းမယ်ဘောသာမြတ်ကဘာလို့ရမှာလဲကွဲ့သားရဲ့မတဏန်ကပေကူလာရမှာလဲလူလေးရဲ့ဖိုးခွဲကဒီကိုစိုးပေါ်လာကြပေါ်ဖေဖေတို့ရဲ့ဖိုးခွဲလည်းနားမလဲတဲ့ဖြင့်ငေးကြည့်နေကြသောမိခင်နှင့်ဖခင်တို့ကိုဆိုပါပေါ်မှဆွဲချ၍ကော်စောကြီးပေါ်သို့ခေါ်သွားလေတော့သည် ရွှေဥတော်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးရွှေဥတော်ဤမြတ်သက်မောဆိုတဲ့ဝတ္ထုစာကလေးကိုဖတ်ပြခဲ့တာဒီမှာပဲအဆုံးသတ်ခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးနောက်ထပ် Audio Book တင်မှာရန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ အားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ